င်္ဂလာပါတငယ်ချင်းလေးတို့ရေဒီနေ့တော့စိတ်ဝင်စားပွဲမြမရိုးရပုံပြင်တပုတ်ဖြစ်တဲ့ကြားကြီးနဲ့တမင်လေးဆိုတဲ့တန်ရောစင်ပုံပြင်လေးကို ပြောပြပေးခြင်းပါတယ်နားထောင်ဖို့အစင်သင်ဖြစ်ပြီလားတောနဲ့ကြီးအလယ်မှာတချင်းတေးတန်တွေနဲ့ตายရတဲ့နေရာလေးတစ်ခုရှိတယ်အဲ့ဒီမှာတောကြီးကိုအုတ်ချုပ်သူကြားကြီးတစ်ကောင်ရှိတယ် တစ်ဖက်မှာတော့သေးသေးလေးပဲမြညံကောင်းပြီးတနာတက်တဲ့သမင်လေးရှိတယ်။ဒီနေ့မှာကြားကြီးကဗိုက်စာချိန်မှာသမင်လေးကိုတွေ့တယ်။သူ့မျက်လုံးထဲမှာသမင်လေးကအစားအစာဖြစ်နေပြန်တယ်။ကြားကြီးကသမင်လေးစီပြေးလာတဲ့အချိန်မှာသမင်လေးကကြောက်ပေမဲ့ညံနဲ့ပြောလိုက်တယ်။ကြားကြီးရေမင်းခုငါ့ကိုစားရင် တပွဲလောက်ပဲရမယ်။ဒါပေမဲ့ငါ့အဖွဲ့ကိုခေါ်ပေးမယ်ဆိုရင်မင်းစာစုံစားရမယ်။ငါတို့ကအပြင်းအောင်မှစုနေကြတယ်လို့ပြောတယ်။ကြားကြီးကတမင်လေးကိုယုံပြီးစောင့်နေတယ်။အဲ့အချိန်ကိုတမင်လေးကအတုံးချပြီးတောထဲကိုပြေးထွက်သွားတယ်။ကြားကြီးကနောက်မှနားလေလာတော့"အိုးငါကတမင်ရဲ့လှည့်စားခြင်းကိုခံရပြီလို့စိတ်ဆိုးသွားတယ်" ှစ်အနည်းငယ်ကြာပြီးတဲ့နောက်တရက်မှာပေါ်ကြာကြီးဟာတစ်ပင်အကိုင်းအုပ်ကြီးအောက်မှာပိတ်မိသွားတယ်။ကြာကြီးကသူ့ကိုယ်ကိုလှုပ်လို့မရတော့ဘူးဖြစ်နေတယ်။အဲ့ဒါကိုသမင်လေးကမြင်သွားတယ်။ကြာကြီးကမျှော်လင့်မထားပေမဲ့သမင်လေးရဲ့ညလုံးသားကလေးကိုကြည့်ပြီးပြောတယ်။သမင်လေးအရင်ကငါကမင်းကိုစားဖို့လိုက်ခဲ့တာ။ငါမှတ်မိပါတယ်အဲ့ဒါကြောင့်မင်းကငါ့ကိုကယ်မယ်မထင်ပါဘူးလို့ပြောတယ် သမင်လေးကပြုံးပြီးပြောတယ်။ကြားကြီးရဲ့တရိတ်ဆန်ရဲ့တဘာဝအရာမင်းကငါရန်သူဖြစ်နိုင်ပေမဲ့ဒီနေ့ငါကတနာစိတ်နဲ့ပဲလာတာပါ။ပြီးတာနဲ့တကိုင်းတွေကိုဖယ်ပေးပြီးကြားကြီးကိုလွတ်အောင်လုပ်ပေးလိုက်တယ်။ကြားကြီးကအံ့အားသင့်ပြီးပြောတယ်။သမင်လေးငါသိပါပြီ။မင်းလိုကောင်းတဲ့စိတ်ရှိသူကိုငါပြစ်မှားမိခဲ့တယ်။မင်းစိတ်နဲ့တူတဲ့တရိတ်ဆန်တောင်ရှားပါပါတယ်လို့ပြောတယ်။ အဲ့ဒီနောက်ပိုင်းကစပြီးတောကြီးရဲမှာသူတို့နှစ်ကောင်အကြားတကောင်ကတကောင်ကိုမြင်တာနဲ့တိတ်တိတ်လေးမျက်နှာလှည့်ပြီးတက်တန်းကုန်အောင်တယောက်တလန်းသွားကြတယ်ကြားကြီးကတမင်လေးကိုမတိုက်ခိုက်တော့ဘူးတောကြီးရဲမှာတယောက်ကိုတယောက်ချစ်ခင်စွာနေထိုင်သွားကြတယ်ငွေချင်းလေးတို့ရေဒီပုံမြင်လေးကဘာတင်ငန်းစာရလိုက်ပါသလဲ ရန်သူတော်မှတချို့အခါတွင်ငင်းချမ်းမှုနှင့်တနာစိတ်ဖြင့်မျက်နှာလှည့်သွားနိုင်ပါ၏ဉာဏ်ပညာနှင့်သဘောကောင်းမှုတို့ကသားရဲတော်ကြီးထဲမှာတောင်ငြိမ်သက်မှုအေးချမ်းမှုကိုဖန်တီးနိုင်ပါ၏ဒီပုံမြင်ကသဘာဝအကြမ်းမှာတောင်မနာလိုခြင်းမရှိတဲ့ငြိမ်ချမ်းစိတ်ကိုတင်ပြတာပေးပါတယ်ဒီပုံမြင်လေးကတင်ကြိုက်ရှိရဆိုရင် like လုပ်ပေးဖို့နောက်ထပ်သဘာဝပုံပြင်လှလှတွေကြည့်ကြည့်ရင်တော့ ဒီ channel ကို subscribe လုပ်ထားပေးပါနော်ကျေးဇူးတင်ပါတယ်ရှင်